မင်္ဂလာပါခင်ဗျာရှမ်းအကူမီဒီယာကကြိုဆိုပါရခင်ဗျာ2025ခုနှစ်မတ်လ28ရက်နေ့7:51ချိန်ခန့်တွင်ပြင်းအားရစ်စတာစကေ9.9အဆင့်ရှိအင်အားအလွန်ပြင်းကလင်းလောက်ခတ်မှုကြောင့်ချမ်းပြည်နယ်အတွင်းမြို့နယ်စတုံးမြို့နယ်၌ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့်လူဒေဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပါသည်အင်အားလွန်ပြင်းကလင်းလောက်ခတ်မှုကြောင့်ယနေ့ည6:00နာရီအချိန်အထိမြေပြင်စင်းကောက်ယူရရှိမှုစဉ်းစားများအရာချမ်းပြည်နယ်အတွင်းမြို့နယ်စတုံးမြို့နယ်ရှိတာတနီကဆောက်အုပ်များဖြစ်သည့် ဖျားစည်တီ113စုဒစိတပိုင်းပျက်စီးခဲ့ပြီးဘာသာရေးအဆောက်အဦ54ခုနဲ့အုတ်တိုင်း9ခုဒစိတပိုင်းပျက်စီးခဲ့ပါတယ်ထို့အတူဌာနပိုင်အဆောက်အဦဝန်ထမ်းအင်အားတိုးလောင်ယုံနဲ့အခြားအဆောက်အဦအလုံး40နဲ့အုတ်တိုင်း15ခုဒစိတပိုင်းပျက်စီးခဲ့ပါတယ်အလားတူနေအိမ်1996လုံးပြိုကျပျက်စီးခဲ့ပြီးနေအိမ်649လုံးနဲ့ဩကလိကအဆောက်အဦ7လုံးတစိတ်တပိုင်းပျက်စီးခဲ့ပြီ လူနေအိမ်ဥဒတိုင်း130ခုပြိုကျပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ထို့အတူအောင်ပန်းဟိုတယ်တလုံးပြိုကျပျက်စီးခဲ့ပြီးညောင်ရွှေမြို့အင်းလေးဒေတာရှိဟိုတယ်ဆယ်လုံးနဲ့ညောင်ရွှေမြို့ဟိုတယ်တလုံးတစ်စိတ်တစ်ပိုင်းထိခိုက်ပျက်စီးမှုများဖြစ်ခဲ့ပြီးပြည်နယ်တွင်ဒေတာ20 17 kV အားလိုင်း2.48မိုင်400 V အားလိုင်း3.86မိုင်နဲ့ transformer ၄လုံး meter ၄လုံးပျက်စီးခဲ့တဲ့ဖြစ်လက်ရှိမြေပြင်စင်းစရာများအရထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုး တက်939.43တန်းတန်းအထိခိုက်ပျက်စီးဆုံးရှုံးမှုများရှိကြောင်းသိရှိရပါတယ်။အင်အားလွန်ပြင်ကလင်းလောက်ခတ်မှုကြောင့်လူနေအဆောက်အအုံဟိုတယ်နှင့်အုပ်နေရန်ပြိုကျမှုများကြောင့်ယနေ့ည6:00နာရီအချိန်အထိမြေပြင်ဆင်းကောက်ယူရရှိမှုစဉ်းစားရများအရာချမ်းပြည်နယ်တွင်လူ58ဦးတေဆုံးခဲ့ပြီး86ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါအင်အားအလွန်ပြင်ကလင်းလောက်ခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုလူတေဆုံးမှုများဖြစ်ပေါ်ခဲ့သည့်မြို့နယ်များသို့ချမ်းပြည်နယ်အစိုးရဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်၏အနီးကပ်ကြီးကြပ်မှုဖြင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝင်ကြီးများချမ်းပြည်နယ်တဘာဝပေးအပ်နေရဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနယ်မြေခံတပ်မတော်သားများရဲတပ်ဖွဲ့ဝင်များကုညီကယ်ဆယ်ရေးအဖွဲ့များကငလင်ဘေးတံတက်ခဲ့သည့်မြို့နယ်များတွင်ခြောက်ဝေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီးထိခိုက်ပျက်စီးမှုများသည့်ညောင်ရွှေမြို့နယ်တွင်ယာယီကယ်ဆယ်ရေးစခန်း၅ခုဖွင့်လှစ်ကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုအချိန်နှင့်တပြေးညီဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်